ဝွကျွေးတဲ့လက်ပတ်ပြီးတော့ဖြစ်လာတာတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာကိုကိုယ်တိုင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကပြန်ပြီးတော့ reaction လို့ခေါ်တယ်တုံ့ပြန်လာချက်တွေရရှိလာဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ပြောတာเนาะအဲ့ဒီတုံ့ပြန်မှုလေးတွေက ဖရာပဲဖြစ်စေယဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေမြေစုတန်တန်ပဲဖြစ်ဖြစ်ကံတမဝကြေးတွေကအเจ้าညင်ညွတ်လာလို့ရှိရင်တုံ့ပြန်လာတတ်သေးတယ်တဲ့အဲ့ဒီဝဟာကိုလုခဲ့တာဖြစ်သည့်အတွက်ကြောင့်ကိုကပြန်လီပေးဆရလို့ကျွေးနဲ့အလားတရံတူလို့ကံတမဝကြေးလို့ပြောတာကျွေးဆိုတာမဆက်ဖဲနေလို့မရဘူးဆက်ရတယ်နော်ကျွေးဆိုတာဒီနေ့တစ်ချိန်ဆက်ရတယ် အဲ့ဒါကြောင့်လို့ဒီကံကြမ္မာဝကြွေးတွေကလည်းပဲပေးဆက်ကြရတယ်လို့အကယ်၍မပေးဆက်ရသေးလို့ရှိရင်ဒီကံရဲ့အရှိန်အဟုန်ကသူကကုန်ပြီးတော့မသွားသေးဘူးပေါ့အေးကိလေသာကုန်သွားရင်ကတော့သူကဘဝအကျိုးပေးเสียမရှိတော့သေးတဲ့အတွက်ကြောင့်အကျိုးတော့မပေးနိုင်တော့ဘဝတစ်ခုကိုအကျိုးမပေးနိုင်ဘူးသို့တော့ကံကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေသေးရင်ကတော့ ပေးဆက်ကြရသေးတယ်လို့ဒီလို ပြောတာเนาะကဲဘုန်းကြီးတို့ဘဝလဲကိုယ့်ကိုယ်ပြန်ဆက်ပြီးတော့ ठी ပေါ့အသက်30အရွယ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီ30အတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲဒါ40 50 60 80ရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုယ့်ဒီဘဝတွေအတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲပြန်ပြီးတော့ ठी မဖြစ်ချင်တာတွေဖြစ်လာလို့ရှိရင်ကံကြမ္မာဝွကျွေးနဲ့သက်ဆိုင်မှုရှိမရှိ အတော်အသင့်ခံမှန်းလို့ရမှာပေါ့နော်မှန်ပါဗျာအေးအဲ့ဒီမှာအခုပြောချင်တာကတော့ဘုရားမြတ်စွာဟာဖျားဖြစ်သူရောက်လို့ကိလေသာတွေခုံမိမဲ့လို့အတိတ်ဘဝကကံကြမ္မာဝတ်ကြွေးတွေကိုပြန်လည်ပေးဆက်နေရသေးတယ်တဲ့ဆိုလိုတာကအတိတ်ကံရဲ့ဆုံးဆောင်မှုလေးတွေဟာမြတ်စွာဘုရားမှာကံရဲ့အကျိုးဖြစ်တဲ့ခန္ဓာကြီးရှိနေသေးလို့ပြန်ပြီးတော့ပေါ်လာတတ်သေးတယ်လို့ဒီလိုပြောတာเนาะ အဲ့ဒါကိုပုပ္ပကံမဖီလောတိကဘုရပါရဏဆိုပြီးတော့ပါရဏဲမှာမှတ်တမ်းတင်ထားဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ခြေကြရအောင်အလုံးသိတဲ့အတိုင်းမြတ်စွာဘုရားရဲ့ဘဝဆိုတာပါရမီ7ပါးအပြား30ဖြစ်ချစ်ပြီးတော့ဘုရားဖြစ်တော့ရောက်လာတယ်နဲတဲ့ကုသိုလ်တွေမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကအမတန်မှများတယ် ဲ့လောက်များတဲ့ကုသိုလ်ကောင်းမှုတွေကိုစီးပူးအထောက်လို့ဖျားဖြစ်လာတာတောင်မှပဲဟောဒီခန္ဓာကြီးရှိနေတဲ့အခါမှာတကြိမ်တခါမှားခဲ့တဲ့အကုသိုလ်ကံကဝင်ရောက်ပြီးတော့နှောက်ရထားလေးတွေရှိနေသေးတယ်တဲ့ဟုတ်ကလားဝင်ပြီးတော့အခွင့်ရရင်အခွင့်ရတယ်လို့သူကဘာဖြစ်လို့အခွင့်ရနေတယ်လဲဆိုလို့ရှိရင်ကံရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေလို့အခွင့်ရတာ ဒီခန္ဓာကြီးမရှိရင်တော့သူ ခွင့်မရနိုင်တော့ဘူးအဲ့တော့ခန္ဓာကြီးရှိနေလို့အခွင့်ရတဲ့အခါမှာဝင်ပြီးတော့နှောက်ရသေးတယ်